မင်္ဂလာပါရှင်ဆရာတင်ညွန့်ရေးသားထားတဲ့ယုံမခေါ်တန်းဆိုတဲ့စာအုပ်လေးကို အပိုင်းရှိအနေနဲ့တင်ဆက်ပေးပါစီရှင်အဖိတ်နေ့မနက်စောစောဦးစင်းကအာယုံဆုံးဖုံးပေးပြီးတွင် ကျွန်တော်တို့ခီးစားခဲ့ကြသည် ကျွန်တော်ထံတွင် နေ့လေစာအတွက်သမင်းတုံများစီစဉ်လာသည် ညာအိရလျင်လဲအသင့်စားနိုင်ရန်ဘစ်ကစ်မုံတော်များနှင့်ငှပြောသီးများစားလာသည်။နေရထွက်တွင် ကျွန်တော်တို့ယူမတော်ကြီး၏နေရတနေရကိုရောက်နေပြီ။အရှင်ဖျားလမ်းသိသလားဖျားခယူစုံလိုတောင်ကြီးစီကိုဥတီသွားရမှာပဲ။ဒီမှာလမ်းကြောင်းအတွက်မြေပုံတကားကြီးယူထားလိုက်ပါ။သူတော်ကောင်းဆိုရင်လက်မျက်နှာကောင်းတွေကလက်မှန်ပြပါလိမ့်မယ်။ ။ဦးစင်ကကျွန်တော်ကိုနိုင်ခံစကူဘော်တွင် ခဲတံဖြင့်ဆွဲထားသည့်လမ်းကြောင်းမြေပုံကိုပေးသည်။အဲ့ဒါပါပုံးဆွဲပေးလိုက်တာ။မှားစရာအကြောင်းမရှိဘူး။ရိုးမတောင်ဘက်ကို အရှိစူးစူးဥတီထွက်ရမယ်။ဦးစင်တို့ဥတီထားတာကခယူလိုလိုဘေးတဲ့အဆုံးထွက်နေတဲ့ဟိုးကတောင်ဆုံးကြီးစီကိုပဲ။ဦးစင်ကဝလုံးသေးသေးတစ်ချောင်းကို တောင်ဝေးအဖြစ်ယူလာသည်။ ကျွန်တော်ကလည်းလူလူပူပူသဘောဖြင့်ဓမ္မတချောင်းဆောင်လာသည်။ဘုံကြီးเจ้าကတောင်းလာခြင်းဖြစ်သည်။ကျွန်တော်တို့အတွက်လက်နက်ဆို၍ဓာတချောင်းသာပါသည်။ကျွန်တော်ကကျိုးပိုးအိတ်တစ်လုံးနှင့်ဦးစင်းကတပိတ်တစ်လုံးနှင့်လွယ်အိတ်တစ်လုံးသာပါသည်။ယာတီကမိုးအကုံဆောင်အကူဖြစ်သည်။ယုံမတောင်တန်းကြီးတွေစီတွင် မြူခိုးတွေဝေနေသည်။ ဆင်များတစ်ဆွဲထားသည့်လမ်းကြောင်းများအတိုင်းလျှောက်လာရသဖြင့်အခက်ခဲမရှိတော်ရဲတွင်တစ်ထုတ်နေသည့်နေရာများကိုလည်းကြော်ဖြတ်ခဲ့ကြသည်ဒေသခံတစ်လုံသားတွေကဥစဉ်ကို မုံစုံများကတ်လိုက်ကြသည်သည်အရှင်ဘုရားတို့ဘယ်ထိသွားမလို့လဲဟိုးခရုတောင်စုံအတီဟုတ်လားလွန်ခဲ့တဲ့၃လရက်လောက်တုန်းကလည်း လင်းမယားနေရာကိုအဲ့ဒီဘက်ကိုတက်သွားကြတယ်။လမ်းတွင်တွေ့ရသောဆင်းလုံသားတစ်ယောက်ကကျွန်တော်တို့ကို ပြောချင်းဖြစ်သည်။ဦးစင်ဒီပြည်တော်တို့လမ်းကြောင်းအတိုင်းသွားနေတဲ့လင်းမယားဆိုတော့တခါကြီးကဘယ်လိုထင်သလဲ။မက်ကန်ဘယ်တို့များမဖြစ်နိုင်ပါဘူးလာပါမြင်မြင်ရှောက်နေပူလိုက်မယ်။ လန်ခီတွင်ထူးဆန်းသည့်အရာပေါင်းများစွာကျွန်တော်တို့တွေ့ရသည်။ထမင်းလုံးစည်အရွယ်ကြောက်ဖြူလုံးလေးများရှိသည့်ထမင်းလုံးချောင်းလူတရက်ကြောက်ခွက်ကြီးများမိရှုလိုက်လျင် လောင်သည့်ကြောက်ချက်များတကားကြီးဟိုးအပေါ်ကိုမော့ကြည့်လိုက်ကျွန်တော်ကဦးစင်းညွန်ပြသည့်အပေါ်ကိုမော့ကြည့်လိုက်သည်ဘာများလဲဖေဟာလေးရင်ပြက်ကြီးပဲ။ ကျွန်းပင်အမြင့်ကြီးထိပ်တွင်လင်းရင်တစည်းကို အတိုင်းသာတွေ့လိုက်ရသည်ရင်းညှိတွေဖုံးပြီးတစ်ပင်အုပ်ကြီးလိုဖြစ်နေတော်လဲတည်တည်ချာချာကြီးမှလင်းရင်ပြက်ကြီးမှန်းသိရသည်ဒုတိယကဘာစစ်တုံးကပြက်ကျပြီးတင်းနေတဲ့လင်းရင်ပြန်ပေါ်အလွန်မြင့်သောတပင်အုပ်ကြီးထိပ်တွင် ဖြစ်နေသဖြင့်စာလုံးတွေတဲခွဲစွာမဖန်နိုင် ို့တော့အင်္ဂလိပ်စကားလုံးတွေဖြစ်နိုင်သည်နေမိုးတဲ့ချိန်ဤပြီဖြစ်တော့ကြောင်း ကျွန်တော်တို့စမ်းကြောင်းလေးတစ်ခုပေးတွင် နားကဦးစင်းကို ဆုံးကတ်သည်ကျွန်တော်လည်းပါလာသည့်ဖတ်ထုတ်ထဲမှသမင်းများကိုစားရသည်ဦးစင်းသပိတ်ကိုချောင်းထဲတွင် ရေစေးပေးသည့်အခါလက်လက်ထနေသည့်ရွှေမုံလေးများတပိတ်သေးကိုပါလာသည် အရှင်ဖုရားရွှေမုံလေးတွေလားမသိဘူး ဟုတ်တယ်။ဒီချောင်းရဲ့အထက်မှာမှော်တောင်ဆိုတာရှိတယ်။အဲ့ဒီတောင်မှာရွှေထွက်တယ်။အဲ့ဒီမှာ ရွှေလာကျင်တဲ့သူတွေရှိတယ်။ဒါပေမဲ့ကြားဆိုလို့သိမလာရဲကြဘူး။တတိတော်တို့ကြားကိုသတိထားရမယ်ဗျာ။ကြားထွက်လာရင်တော့ဒုက္ခပဲ။ဘဘူဝါနဲ့တကားကြီးကိုယ်စင်တို့အတွက်ဘေးအန္တရာယ်မရှိနိုင်ပါဘူး။ကိုစင်ပြောတဲ့အတိုင်းပဲ လမ်းတလျှောက်ခလုတ်မထီစူးမညီသည့်အပြင်တရိษံတကောင်းမြကိုပင် မတွေ့ရလောက်အောင်ဖြစ်နေသည်ကိုခူးမှသတိထားမိသည်ထမင်းစားပြီးကျွန်တော်တို့ခီးဆက်ခဲ့ကြသည်နှစ်နာရီထိုးသည့်အထိမရက်မနာလမ်းလျှောက်လာခဲ့ရသည်တကားကြီးရက်လိုက်ဦးစင်းကရှေ့မှကြွားသွားရင် တူတူလေးပြောလိုက်သည်ဖြင့်ကျွန်တော်ရက်လိုက်သည် ကျွန်တော်တို့သွားရမည့်လမ်းကကျဉ်းကျဉ်းလေးဖြစ်သည်။ဘေးတစ်ဖက်ကတောင်နှံရံဘေးတစ်ဖက်ကကြောက်ဖြစ်သည်။သို့သောတောင်ပြိုကျထားသဖြင့်ဆယ်ပေခန့်ကွာဝေးသည့်နေရာကိုဖျက်ရန်အခက်အခဲရှိနေသည်။ဘယ်လိုလုပ်ကြမလဲတကားကြီး။ကျွန်တော်ကတောင်ကျောပေါ်ကိုမှော့ကြည့်သည်။တက်သွားရန်ကလည်းမဆောက်လွန်းတော့ကြမဖြစ်နိုင်။ အရှင်ဖေဟာဒီမှာပဲစောင့်ပါဗျာဒီပြည့်တော့ကြံ့မမယ်ကျွန်တော်နောက်ကြောင်းအတိုင်းပြန်လှည့်လာသည် တနေရာတွင်ဝဘိုးတော်ကြီးကို ဖြတ်ခဲ့သည်10မိနစ်ခန့်ပြန်လျှောက်ရမည့်နေရာတွင် ဖြစ်သည်ကျွန်တော်ဝဘိုးဝါကြီးနှလုံးကိုခုတ်လိုက်သည်ဝဘိုးဝါတွေကတီးခြားပေါက်နေသဖြင့်တော်သေးသည်တစ်ချိန်တွင်တစ်လုံးတည်လာပြီးနှလုံးကိုနွယ်ပင်များနှင့်ပူးချီကာ တစ်ဖက်ကိုရောက်အောင်တွန်းရသည်တစ်ဖက်ဘားဒိတ်ကိုຫນွယ်ချိုးနှင်ဆိုင်ပြီးဦးစင်းကဆွဲပေးထားရသည်ကျွန်တော်ကဝါဒရားကို တောင်းနှံရင်အားကက်ပြီးကြောပေးကဖြည်းဖြည်းချင်းဖြတ်သည်တစ်ဖက်ကိုရောက်သွားပြီးမှဦးစင်းကိုခေါ်ရသည်ဦးစင်းကလည်းတင်းကြီးစွာဖြင့်ကျွန်တော်ဖြတ်သည့်အတိုင်းဖြတ်ခဲ့သည်။မကြောက်မရွံ့အခက်ခဲများကိုအေးဆေးစွာ ဖြတ်တန်းရသည့ ဦးစင်းစိတ်တက်ကိုချီကျူးစရာပင်တကားကြီးတော်လိုက်တာအဆင်ပြေသွားပြီဒါပေမဲ့ဒီနေရာမှာနှစ်နာရီလောက်အချိန်ကုန်သွားတယ်အတော်ဝေးသေးလားဗျာခိုးမခရုပတ်တောင်စုံကြီးကို မြင်နေရပြီလေညွှန်ချက်အရာ ဆိုရင်တော့အဲ့ဒီတောင်စုံအောက်မှာဟင်းသာရွာတည်ခဲ့တာပဲကျွန်တော်တို့ခီးဆက်ခဲ့ကြသည် တောင်စုံကြီးကိုမော့ကြည့်၍မမြင်ရသည့်နေရာတွင်ရှစ်ဆက်ရန်လမ်းမရှိတော့ရှေ့တွင်တောင်ပေါ်ကရေတွေစီကျနေသည်ရေတကွန်တဖွဲဖြစ်နေသည်အရှင်ဖုရားလမ်းဆုံးနေပြီဒီဘက်ကလည်းကြောက်တစ်ဖက်ကလည်းကြောက်တောင်ကြီးရှေ့မှာကလည်းရေတကွန်တပည့်တော်တို့ဘယ်လိုဆက်ရမှာလဲရေပုံထုတ်ကြည့်ပါဦး ကျွန်တော်ကကြော့ဘိုးအိတ်ထဲမှမြေပုံကိုထုတ်ကြည့်လိုက်သည်။တောင်ကျောကိုလမ်းကြောင်းပြထားသည့်ပုံမှဆက်ဆွဲထားသည်။အရှင်ဘုရားဒီနေရာကိုကြည့်ပါဦး။မြေပုံပေါ်တွင် ခဲချောင်းကထစ်နေသည်။လမ်းကြောင်းကအင်္ဂလိပ်အက္ခရာ V ပုံစံဖြစ်သွားသည်ကလွဲပြီးထူးခြားခြင်းမရှိ။တပြည့်တော်အထင်တော့အကူဆင်းရမယ့်နေရာတနေရာရှိမယ်ထင်တယ်။ ကြောက်သေးပဲစင်းရမလားမသိဘူးဦးစင်းကခဲတလုံးကောက်ကင်လိုက်သည်ရင်များကျဆင်းနေသည့်နေရာတဲ့တဲ့ကိုခဲလုံးအားပြစ်ထည့်လိုက်သည်ကြောက်ခဲကပြန်ကန်ပြီးထွက်မလားတကားကြီးရေးချနေတဲ့နောက်မှာအပေါက်ရှိရမယ်ကျွန်တော်ကဒီပြည့်တော့အရင်ဝင်ကြည့်မယ်အရှင်ဖေဟာခဏလေးနေအောင် ကျွန်တော်ကအသက်ကိုရှူလိုက်ပြီး ရေကျနေသည့်နေရာကို တိုးဝင်လိုက်သည်လူကအတွင်းကိုရောက်သွားကကျွန်တော်အောက်ကိုပြုတ်ကျသွားသည်ရေကျတစ်ဖက်တွင်လှိုင်းကောင်းပေါက်ရှိသည် ကျွန်တော်ကြောက်လေကားလိုဖြစ်နေသည့်နေရာမှဒလင့်ကောက်ကိုရေထဲကိုပြုတ်ကျသည်ရေကဒူးလောက်ပဲရှိသည်ဖြင့်ပြန်ထသည်တကားကြီးတကားကြီး ကျွန်တော်ကရေထဲမှလူလဲထကလှကတိများကို ပြန်တက်ပြီးအရှင်ဘုရားဒီဘက်မှာဝင်းပေါက်လေကားလည်းရှိတယ်အရမ်းမဝင်နဲ့တပည့်တော်ကိုကြောက်ပိုးအဲ့အရင်ဆုံးကမ်းပေးဦးစင်းဤလက်တစ်ဖက်ထွက်လာသည်ကျွန်တော်ကဦးစင်းလက်ကိုဆွဲပြီး အထဲကိုခေါ်လိုက်သည်ရေများရွှဲပြီးဦးစင်းတစ်ဖက်ကိုရောက်လာသည်ကြောပိုးအိတ်လဲပါလာသည် သေးကြပြီတကားကြီးဒါဟင်းသာရွာဝင်ပေါက်ပဲရေတပေါ်မှာ လေချိုရင် ရေသွန်လိုက်မတယ်ပောက်ပုံးကမှားလိုက်တယ်ကျွန်တော်တို့ကြောက်လေကားထိတ်တွင်ရက်နေရမှာဘာဆက်လို့ရမှန်းမသိဖြစ်နေခြင်းတွင်ဦးစင်းပြောသည့်အတိုင်းလုပ်ရန်သာရှိတော်သည်တတိတော်လေချုံကြီးမယ်ဗျာကျွန်တော်ကပြောပြောဆိုဆိုလေချုံလိုက်သည် 嘘嘘嘘ကျွန်တော်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်အစုံတွင် လေချွန်တန်ကိုပဲ့တင်တန်လိုလိုပြန်ကြရသည်ဟုတ်ပြီတကားကြီးလမ်းရှိမယ်လေချွန်တန်ပဲ့တင်ပြန်ကြတယ်ထက်ချွန်ကျွန်တော်လေထက်ချွန်သည် ရွှီရွှီရွှီဆိုသည့်အတန်နှင့်အတူဝေါ်ဆိုသည့်အတန်ကိုကြားလိုက်ရသည်ကျွန်တော်တို့မျက်နှာမူထားသည့်နေရာအောက်တဲ့တဲ့တွင်ဝေါ်ဆိုသည့်အတန်ကြားလိုက်ရပြီးရေလုံးကြီးကထိုးစင်းလာသည်အရှင်ဘုရားရေတွေထွက်လာပြီရေတွေထွက်လာတဲ့အပေါက်ဟာထွက်ပေါက်ပေါ်တကား ကျွန်တော်ကကြော့ပိုးအိတ်ထဲမှာလက်နေမီကိုထိုးပြီးထိုးကြည့်လိုက်သည်လူတထိုင်စာလောက်အပေါက်တစ်ပေါက်ဖြစ်နေသည် ရေကတော့ဆက်မကြတော့ကျွန်တော်တို့ကြောက်လေကားအထင်များတိုင်းဆင်းလာကြသည် ရေထွက်ပေါက်ကိုရောက်သည့်အခါတွင်လက်နေမီနှင့်ထိုးကြည့်သည်ဂူပေါက်လိုလိုအကွက်အကောက်တွေသာမြင်ရသည် သို့တော့ကျွန်တော်တို့အပေါက်သေးကို ခွေးလိုတိုးဝင်မှရမည် တပည့်တော်တို့လေးဘက်ထဝင်မှရမယ်ထင်နေအရှင်ဖေကဖြစ်ပါမလားဖြစ်ပါတယ်ဦးစင်းကသင်္ကန်းကိုချွတ်လိုက်သည်တပည့်တော်အရင်ဝင်မယ်ဖေရေးကြထားသည့်အတွက်ကြောက်သားအဝင်ပေါက်ကရင်းညှိတွေနှင်းချော်နေသည်ကျွန်တော်ကကြောပိုးအိတ်ကိုဥစွာပြစ်ထည့်လိုက်ပြီးအတွင်းကိုလေးဘက်ထဝင်လိုက်သည် အတွင်းသို့ရောက်သည့်အခါတွင်အရှင်ဖုရားဝင်ခဲ့တော့ရပြီဦးစင်းကလည်းတူပြီးဝင်လာသည် အတွင်း၌လူလေးယောက်လောက်ရက်ရန်ကျဲသည်ဒီမှာလမ်းမယ်တပည့်တော်တို့ဆက်တက်မယ်ကျွန်တော်တို့ကလူသွားလမ်းလိုဖြစ်နေသည့်အတက်လမ်းအတိုင်းတက်ခဲ့ကြသည်မြေပေါ်ကို ခြေလမ်း20ခန့်တက်အပြီးတွင်လမ်းကြောင်းကိုဆက်လျှောက်ရပြန်သည်။ဘူလမ်းကြောင်းကကျင်းလာသည်။ကျွန်တော်တို့အချို့သောနေရာများတွင်စောင်းပြီးတိုးရသည်။ရှေ့မှာအလင်းရောင်တွေ့တယ်။ခပ်ပတ်ကိုရောက်ပြီးနေတူတယ်။အဲ့ဒါနေအလင်းရောင်မဟုတ်ဘူးတကားကြီး။အပြင်မှာမှောင်လောက်ပြီ။အဲ့ဒါမိဖို့ကမိအလင်းရောင်မျိုး။ ။ဦးစင်းကတူတူလေးပြောသည်။တတိထားတကားကူထဲမှာလူရှိနေတယ်။ကျွန်တော်တို့လက်နှိပ်မီးကိုပေးလိုက်ပြီးမီးအလင်းတန်းခြေတန်းလုံးလုံးဖြင့်လျှောက်သွားကြသည်။အကွဲအကြောင်းကြီးလိုဖြစ်နေသည့်ကြောက်ကြမှာကျွန်တော်တို့ကြည့်လိုက်သည့်အခါတွင် မီးဖိုကြီးတစ်ခုပေး၌ထိုင်နေသောမိုးဟင်းကိုအံ့ဩစွာတွေ့လိုက်ရသည်။ အရှင်ဖေရမိုးဟိတ်မေရှူတူတူဒကမကြီးကိုရောတွေ့လားမတွေ့သေးဘူးဖေရအောက်မှာလှိုင်းကူကအကျဲကြီးပဲဖေရအောက်ကိုဆင်းလိုက်ပါဒကကြီးဖြစ်ပါမလားဖေရမိုးဟိတ်ရှိရင်မက်ပံပဲလဲရှိနိုင်တယ်အောက်ကိုဆင်းလိုက်ပါကျွန်တော်ကကြောက်ကြမှကိုစောင်းကထွက်လိုက်ပြီ ဟေးဟုအော်လိုက်သည်မိုဟင်းကမတ်တက်ရက်လိုက်ပြီးဓာတ်ကိုကင်ထားလိုက်သည်ဘယ်သူတွေလဲအိုးတောင်းဆရာကိုကျွန်တော်နောက်မှဦးစင်းကထွက်လိုက်လာသည်ဟာအရှင်ဖေရလေးပါလာသလားအဖို့ကြောက်ပါဖေရကျွန်တော်တို့လူလျှောက်လမ်းလေးအတိုင်းဆင်ခဲ့ကြသည် မိုဟင်းကဥစဉ်ကို လက်အုပ်ချည်သည်ဒီကြောက်တုံးပေါ်မှာထိုင်ပါဗျာကျွန်တော်ကမိုဟင်းကိုမေးလိုက်သည်တက်ကံပဲရောရေသွားခတ်တယ်လာလိုက်မယ်မကံပဲဝါကြည်တောက်ကို လက်တစ်ဖက်ကဆွဲပြီးကြောက်တုံးကြီးတုံးနောက်မှထွက်လာသည်ဟာဆရာတို့ရောက်လာပြီလား လက်ကံဘယ်ကငါတို့လာမှာကို သိနေသလားသိတယ်မနေ့ပြန်လာပြင်းနေဒီနေရာကိုဥစဉ်ရောက်လာမယ်ဆိုတာသိနေတယ်ဘယ်လိုသိတယ်လဲနင်တို့မြို့ကိုသွားတာမဟုတ်ဘူးလားမြို့ကိုမသွားခင်ရတရားထိုက်တာလေးတွေကို လာရှာရတာပေါ့ဘာရတရားထိုက်တာလဲလက်ကံဘယ်ကဥစဉ်ကိုတဲ့တဲ့ကြည့်လိုက်ပြီး အရှင်ဖေရဒီကိုရွှေသစ္စာပန့်လာရှာတာမဟုတ်လားဦးစင်က တလုံးမျှပြန်မပြောနှုတ်ဆက်နေသည် မကန်ပဲငါတို့ငါတို့ကိစ္စနဲ့ငါတို့ရောက်လာတာဆရာရဲ့ဒီနေရာကိုဆရာကိစ္စနဲ့ရောက်လာတာမဖြစ်နိုင်ပါဘူးဒီနေရာကိုရောက်လာနိုင်သူတွေဟာဘိုးကောင်မျိုးဆက်တွေကလွဲပြီးဘယ်သူမှမဖြစ်နိုင်ပါဘူး ဖဖုံးနဲ့မပတ်သက်ပဲဒီနေရာကိုသိနိုင်သူမရှိဘူးဦးစင်ဦးစင်ကိုဖဖုံးလုပ်လိုက်တာမဟုတ်လားဦးစင်က တလုံးပဲပြန်ပြောသည်ဟုတ်တယ်တပည့်တော်တို့နဲ့အကြံတူရင်တော့ရန်သူဖြစ်နိုင်တယ်ဗျာတပည့်တော်တို့လည်းရွှေသစ္စာပန်းပွင့်ကိုလာရှာတာဒီပန်းကိုရလိုက်ရင်အစင်အဆက်နတ်ပြန်တက်နိုင်အောင်မြှုပ်ထားတဲ့ယန္တနာတို့ရပြီလေ။ ကျွန်တော်ကမနေနိုင်တော့ပဲဝင်ပြောရသည်ကံပဲငါတို့ကနိုင်ငံအတွက်ရွှေသစ္စာပန်းပွင့်ကိုလာယူတာနိုင်ငံမှာဆရာနာရှင်စနစ်ကြဆုံးမှုလာကြတာနင်းတို့လိုရနာလိုချင်တဲ့ရောဘာအတွက်လာတာမဟုတ်ဘူးအဲ့အရွေမသိဘူးကျမသိတာ မနေ့ပြန်ကိုပဲမနေ့ပြန်လာပြီးနေမှာရွှေသစ္စာရောင်ပြန်တောင်ပန်ကထွက်မယ်လို့အဖေကပြောသွားတယ် တကမလေးကဒါပဲသိသလားဟိုဦးစင်းကဝင်ပြောသည်ရွှေသစ္စာပန်းကိုရရင်ရွှေတိုက်တကားပွင့်ပြီလို့အဖေကပြောတယ်အဲ့ဒါတော့မလွယ်ပါဘူးတကမလေးဦးဘိုးကောင်မသိသေးတာတွေအများကြီးပါ तू ဘာဘုံပြောတာလောက်တဲ့တဲ့ကြားပြီးတကမလေးကိုပြောခဲ့တာပန်းကိုတွေ့ရုံလောက်နဲ့ရွှေတွေထားတဲ့နေရာကိုမသိနိုင်ဘူး ကောင်းပြီလေဒါဆိုရင်တပည့်တော်တို့ဦးစင်းတို့နဲ့ပူးပေါင်းမယ်တပည့်တော်တို့ကရွှေရွှေငွေတွေရတနာတွေယူမယ်အရှင်ဘုရားတို့ကရွှေသစ္စာပန်းမယ်ယူပေါ်တကမလေးရွှေသစ္စာပန်းကိုလာယူရတာရတနာတကားကိုအပြိပိတ်ခဲ့ဖို့ပဲရတနာတွေကိုယူဖို့မဟုတ်ဘူးနောင်သာသနာမှာသာသနာတော်ထွန်းကားဖို့ရှိလူကြီးတွေအထိတ်ထန်နဲ့ထားခဲ့ကြတာယူလို့မရဘူးမိုဟိန်ကထလာပြီ 9ဆင်းနှင့်ကျွန်တော်ရှိတွင်ရက်လိုက်သည်အရှင်ဖုရားကတပည့်တော်အသက်ကိုကယ်ထားမှုတာကြောင့်ဒုက္ခမပေးခြင်းပါဖုရားကြောင်းစီရလဲတတိထားပါကျုပ်အချိန်မရွေးတတ်တိုင်းနေစန့်ကြည့်လိုက်လေကျွန်တော်ကဓမ္မကိုဂိုင်းထားပြီးပြောလိုက်တော့လေကြောက်စိတ်ကဖြစ်နေသည်မောဟိန်တော်စင်းနင်တော့ထိုင်နေဒီကိစ္စငါတို့ရှင်းမယ် ဆရာဘယ်လိုသဘောနဲ့လိုက်လာတာလဲဦးစင်းခေါ်လို့ပဲအဖော်ပြစ်လိုက်လာတာကောင်းပြီဒါဆိုရင်အေးစစ်စစ်နေကျမတို့ကိုရမ်းမရှာပါနဲ့ဦးစင်းလက်ခံသည်ဖြစ်စေလက်မခံသည်ဖြစ်စေဒီပြည်တော်တို့ရွှေသစ္စာပန်းကိုအရင်ရှာရမှာပဲတွေးမှကြံလာဆုံးဖြတ်မယ်ကျွန်တော်ကညစာကိုမပြောသေးများထုတ်ပြီးစားနေခြင်းတွင်မက်ကန်ဘယ်က ဆရာလာပါ ကျမတို့နဲ့အတူစားပါရပါတယ်ငါငါပြောသေးပဲစားမယ်အစိတ်မခတ်ပါဘူးဆရာရဲ့လာပါဆရာဘေးမဖြစ်ဘူးကျမတာဝန်ယူတယ်ဦးစင်ကရေစုံနေသည့်သင်္ကန်းများကိုလဲဝတ်ပြီးကြောက်တုံးကြီးတုံးနောက်ကပြန်ထွက်လာသည်ထို့နောက်မိဖို့အနည်းတွင် သင်္ကန်းတစ်ထည်ကိုခင်းပြီးထိုင်နေသည် ကျွန်တော်ကမကံဘဲတို့လင်မယားနဲ့အတူသွားထိုင်လိုက်သည်။မိုဟင်းကကျွန်တော်ကိုစိုက်ကြည့်နေသည်။မကံဘဲကဖက်သေးကိုထမင်းများထဲကကျွန်တော်ရှေ့ချပေးသည်။ဆရာခင်းတော့မရှိဘူး။မပိထောင်းမယ်။ရတယ်။ကျွန်တော်ကသူတို့ကိုငပြောသီးတွေပေးလိုက်သည်။ ကျွန်တော်ကငပြောသည်နှင့်ထမင်းစားသည်စားပြီးနောက်ကျွန်တော်ကဥစည်းအနီးတွင်ထိုင်လိုက်သည်မက်ကန်ဘဲတို့ကကျွန်တော်တို့မျက်နှာချင်းဆိုင်တွင်ထိုင်နေကြသည်ဦးစင်းကချောင်းဟတ်လိုက်ပြီးမနေ့ပြန်အတွက်ဦးစင်းတို့တီလာဆောက်တည်ဖို့လိုတယ်တီလာရှိသူသာရှစ်သစ္စာပန်းရဲ့တကိုးကိုတွေ့နိုင်တယ်ဒီနေရာမှာဆရာကဦးစင်းနဲ့အတူတရားထိုင်ပါ ကမာလေးမကန်ပဲလေလိုက်ပြီးတော့ကြင့်ပါတကကြီးမိုးဟင်းကိုတော့ဦးစင်းမပြောလို့ပါမိုးဟင်းနင်ခူပေါက်ကတော့ဆောင်နေမကန်ပဲကပြောသဖြင့်မိုးဟင်းကဓာတ်ကင်ပြီးအပြင်ထွက်သွားသည်ကမာလေးကိုဦးပိုးကောင်းကဘာတွေပြောသွားသလဲဟင်းသာရွာမှာရတနာတွေရနိုင်တယ်ဆိုတာအဖေပြောဘူးလေ ဘာဖြစ်လို့မိုးဟင်းကိုခေါ်လာရတာလဲအထောက်အကူရတာပေါ့တီလာတမာတိပြတ်သူတွေပါလာရင်အတိတ်ကံပြတ်နိုင်နေဆိုတာမသိဘူးလားသူ့ကိုယန္နာတွေတဲဖို့ပဲခေါ်လာတာဘလို့ရှာရမဲဆိုတာသိလားအဖေကပြောသွားတယ်လောဘဒေါသ မောဟတွေဖယ်ထုတ်နိုင်အောင်ကြိုးစားပါတကယ်တော့ယတနာတွေကဖះကိုလှူဒါန်းတာတွေပါကံကြီးထိုင်မှာမကြောက်ဘူးလားတတိတော်မှာပပုံးကိုပေးထားတဲ့ဂရိတွေပြက်ခဲလို့အားလုံးဆုံးရှုံးခဲ့ပြီးပါပြီတတိတော်ပိုက်သေးကရင်သွေးလေးတွေချက်ချက်နာတာနေနိုင်ဖို့အရေးကြီးတယ်ဒဂမလေးကမိုးဟင်းကိုယုံသလား ကို့အဖေကိုတက်ခဲ့တဲ့လူတက်သမားကိုယုံသလားတပည့်တော်ပထမအားကိုးရှာတာပါခုတော့မလို့တော့ပါဖေဟာဦးဇင်းတို့ဒီနေရာဒီဒေသမှာကွယ်လွန်ကုန်ကြတဲ့တတဝအပေါင်းတို့ကိုအနောတိတဖရဏအောတိတဖရဏမြစ်တာပွားနည်းတွေနဲ့မြစ်တာပိုးရမယ်။ဦးစင်ကလွယ်အိတ်ထဲမှာ ဖျောင်းနိုင်တထုံနဲ့မွေးတိုင်များထုတ်လိုက်သည်ကျွန်တော်ကကြောက်တုံးကြီးပေါ်တွင်ဖျောင်းနိုင်များထုံမွေးတိုင်များထွန်းလိုက်သည်လိုက်ဆိုကြကျွန်တော်တို့ကဥစဉ်တိုင်ပြီးသည့်အတိုင်းအနောဒိတဖရဏမေတ္တာပွားနည်းကို အခေါက်20ရွတ်ဆိုရပြီးအောဒိတဖရဏမေတ္တာပွားနည်းကို28ခေါက်ရွတ်ဆိုကြရသည် အားလုံးမြေတားပို့ပြီးရင်အမျှဝေကြရအောင်အားလုံးတော့တတဝအပေါင်းကြာကြသည်မြားအမြအမြအမြယူတော်မူကြပါကုန်တော်သာဓုသာဓုသာဓုကျွန်တော်တို့မြေတားပို့အမျှဝေခြင်းတွင်ကြောက်ကူကြီးတစ်ခုလုံး ိမ့်သိမ့်တွန်းသွားသလိုဖြစ်သွားသည်ကျဲလောင်သောအော်တန်ကြီးတစ်ခုနှင့်အတူဂူထဲမှပြည့်ထွက်သလိုဖြစ်သွားသည် တော်လဲတန်ကြီးတတန်ကြားလိုက်ရသည့်အတိုင်းဖြစ်သည်ဦးစင်းငလင်လောက်တယ်ဗျာဟုတ်တယ်နက်ခတ်နဲ့အန်ကိုင်းပဲမနေ့ပြန်မှာရွှေသစ္စာပန်းပွင့်ရှိတဲ့နေရာဦးစင်းတို့တွေ့ရတော့မယ် ချိုအချင်းတွင်မိုးဟင်းကကူထဲကိုပြေးဝင်လာသည်ဘာဖြစ်တာလဲဘာဖြစ်တာလဲကမ်းပေငါကိုလူတွေတိုက်တာလို့ပဲတွေ့လဲမတွေ့ရဘူးအော်ဇန်ကြီးကကြောက်စရာကောင်းလိုက်တာအော်မိုးဟင်းနင်ကြောက်တတ်တာပဲမိုးဟင်းကကျွန်တော်တို့နဲ့မျက်နှာချင်းဆိုင်တွင်လာထိုင်သည်ဦးစင်းကမက်ကန်ပယ်ကိုမေးလိုက်သည် ဒကမလေးခင်သာရွာဟောင်းနေရရှာတွေ့ပြီးပြီလားဒီကြောက်တောင်ကြီးအောင်မှာရွာပြည့်ကြီးရှိတယ်ရိုးရိုးတွေလည်းနေရာအနှံ့တွေ့တယ်မနေ့ပြန်မှတအောက်ကိုဆင်းကြည့်မယ်မနေ့အာယုံမတက်မီထူးခြားမှုတစ်ခုခုတွေ့ရမယ်ထင်တယ်ကဲအိတ်ကြတော့ကျွန်တော်ကဦးစင်းဘေးတွင်ပင်ဝင်ပြီးအိတ်လိုက်သည် လက်ကံပဲနှင့်မိုဟင်းကတတုံးကြီးဘေးတွင်နေရာယူလိုက်သည်ကျွန်တော်ကပင်မလွန်သည်ဖြင့်အိပ်ပျော်သွားသည်နားစင်အပေးခဲ့ကြတဲ့မနမများအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်ရှင်စတို့အပိုင်းကိုမှပြန်လည်ဆုံလို့ကြမယ်နော်